ပြည်တွင်းမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်။ဘင်္ဂလားပြည်နယ်အခြေအနေကတော့အနောက်တောင်မိုးလုံလေဟာမြန်မာနိုင်ငံတဝန်းလုံးကိုရောက်ခဲ့ပြီးဖြစ်ပါတယ်။ကပ်ပရီပြည်နယ်ပြင်ဘင်္ဂလားပြည်နယ်အော်တောင်ပိုင်းနဲ့အရှေ့လယ်ပိုင်းတို့မှာမိုးလုံလေအကောင်ရမှာအားလုံးကောင်းနေပြီးကြံဘင်္ဂလားပြည်နယ်အော်မှာမိုးလုံလေအားအသင်းသင်းမှာအကောင် နေပါတယ်။ဒီကနေ့မွတ်တက်ချင်ဒီခမ်းမန်းချက်အနေနဲ့ကတော့ပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာဆက်ဆိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာနေရာနှံပြမိုးထစ်ချုံရွာပြီးနေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးကြီးနိုင်ပါတယ်ရွာရာနှောင်းပြည့်ဖြစ်ပါတယ်မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး စကိုင်းတိုင်းဒေသကြီး AR တိုင်းဒေသကြီးတရင်တိုင်းတိုင်းဒေသကြီးကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မော်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တော်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တော်များရွေ့ရှားရနေရာတခြားမှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်းနဲ့မိုးသီးကြခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တာကြောင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုထားပါတယ်။ မြမပင်လယ်ပြင်ခြေနေကတော့မြဝကျွန်းပေါ်မော်ဒမာကွေမွန်တရင်တိုင်ကင်ရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရပ်ပန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလမ်းကြီးပါမယ်။မိုးတက်လေပြင်းကြာစဉ်ရေပြင်းရေပြင်းလေဟာတနအိလင်း35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြင်မှာမြဝကျွန်းပေါ်မော်ဒမာကွေမွန်တရင်တိုင်ကင်ရန်တခြားနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာကိုးပြီမှာ7ပေကန့်ရှိနိုင်ပါတယ်။ ကြံညမပင်လေပြင်းမှာလှိုင်းတင်တယ်မှာလှိုင်းကြည့်နိုင်ပါတယ်မိုးတက်လေပြင်းကြစဉ်ရေပြင်းပြင်းပြင်းလေဟာတနအိုင်လေ25မိုင်မှာမိုင်30အထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြင်မှာရခိုင်ကိုင်းရန်တက်လျှောက်နဲ့ကမ်းလွန်ပင်လေပြင်းတို့မှာခုနှစ်ပေမှ၉ပေကန့်ရှိနိုင်ပါတယ်နောက်နေ့အတွက်ခမန်းချက်အနေနဲ့ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာမိုးဆက်လက်ပိုနေပါမယ် နေပြည်တော်နဲ့မန္တလေးတို့ရဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မိုးတက်ချိန်ထိခမှန်းချက်အနေနဲ့ကတော့မိုးတစ်ချိန်နှစ်ချိန်ထိကျုံရွာပါမယ်ရွာရာနှောင်းပြေဖြစ်ပါတယ်ရံအောင်မျိုးနဲ့အနီးတစ်ဝိုက်အတွက်ဒီကနေ့မိုးတက်ချိန်ထိခမှန်းချက်အနေနဲ့ကတော့မိုးအသင့်တင်ထိကျုံရွာပါမယ်ရွာရာနှောင်းပြေဖြစ်ပါတယ်ခင်ဗျာ